သမ ्या လို့ပဲမင်္ဂလာခင်ဗျလာမယ်ကျွန်တော်တို့တောက်ကြနေကိုရောက်ရင်1 Friday 5ဘောင်းကိုစစ်ပြိုင်ပွဲကျင်းပတော့မှာပါ1 Friday 5ဘောင်းကိုစစ်ပြိုင်ပွဲမှာစုစုပေါင်းပွဲစဉ်12ပွဲပါဝင်ပါတယ်အဲ့ပွဲစဉ်12ပွဲမှာ10ပွဲမြောက်ပွဲစဉ်ကတော့ကျွန်တော်တို့ရဲ့မန်လီသားမြန်မာဖိုက်တာရဲ့ပွဲဖြစ်မှာပါမန်လီသားမြန်မာဖိုက်တာရဲ့ပထမဆုံး1ပွဲစဉ်ကိုကျွန်တော်ကြည့်ရှုအောင်ဖြစ်ပါတယ်စိတ်လုံးလျှော့ပါအောင်လည်းတည်ထားပြီးသားဖြစ်တဲ့ပေါ်လေအစောပိုင်းကတော့ မန်လီသားလူသွန်းကောင်းတယောက်ဝမ်းထဲကိုရောက်လာမယ်ဆိုတော့ကျွန်တော်တို့ကကြော်စာဝင်းဖြစ်မလားလို့ထင်ခဲ့သေးတာပေါ့လေတကယ်ပွဲထုတ်ပြန်တဲ့ရှင်မှာတော့စင်လုံးလျှော့ဖြစ်နေကြတယ်ပေါ့ဒါပေမဲ့ဒီပွဲမထုတ်ခင်မှာစင်လုံးလျှော့ကမီဒီယာကွင်းနဲ့ဆုံတွေ့ပြီးတော့အင်တာဗျူးလုပ်တောင်ပြောတဲ့စကားတော့စိတ်ဝင်စားစရာကောင်းနေတယ်။ဘာလဲဆိုတော့စင်လုံးလျှော့ကဒီပွဲကိုပွဲထိုးဖို့အရန်နီးကပ်တဲ့အချိန်ရောက်မှတည်ရတာလို့သူပြောသွားခဲ့တယ်။ပွဲနီးတဲ့ အချိန်ကိုရောက်မှသိရတာဆိုတော့သူ့အနေနဲ့တော်တော်လေးအားစိုက်ပြီးတော့ပြင်ဆင်နေရတယ်။ပင်မနဲ့အနိုင်ရအောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ယုံကြည်ချက်ပြင်နဲ့ရှင်ပြိုင်သွားအောင်ပါလို့သူပြောသွားခဲ့တယ်။ပြီးတော့သူက66ကီလိုကို67ကီလိုဖြစ်အောင်တောင်းလဲနိုင်ခဲ့ပြီပေါ့လေ။ဒီလိုလေးတော့သူပြောသွားရှိရအတွက်ဘွဲကစိတ်ဝင်စားစရာကောင်းပါတယ်ဗျ။တစ်ဖက်ကစိန်နှုံးချောရဲ့ဂျိုင်းပဲဖြစ်တဲ့ Time Fighter လေး Yu Saxan ဒီ Fighter လေးဆိုရင်လည်းဝမ်းမှာ ရှေ့မှာတပွဲထိုးခဲ့ပြီပေါ့အဲ့တပွဲထိုးတယ်တပွဲကိုသူကအနိုင်ရအောင်ဆက်ဆောင်ပြနိုင်ခဲ့တယ်။ဘာပြော1ကိုစောပြီးတော့ရောက်နေတဲ့ဖိုင်တာလေးဖြစ်တဲ့အတွက်အတွေ့အကြုံပိုင်းဆိုင်ရာလေ့ကျင့်မှုပိုင်းဆိုင်ရာမှာတော့ဒါရှေ့ကိုခီးရောက်နေတဲ့ဖိုင်တာလေးလို့ပြောအောင်ပေါ့လေအရာအဖြစ်၅ပေဆက်လက်မှမြင့်နေဒီတော့စိန်လုံးချော့ထက်အရာမောင်းတာတယ်နောက်ပြီးတော့အသက်16နှစ်အရွယ်ပဲရှိသေးတယ်အရန်မြန်တယ်မာကုန်မြင့်တယ်အဲ့တော့စိန်လုံးချော့အတွက်ခက်ခဲတဲ့ပွဲစဉ်တွေဖြစ်လာမှာပါတချို့တော့ မြန်မာပြည်သက်တွေကတော့ဝမ်းကိုစိန်လုံးချောလာဖို့ကအဆင်မပြေတော့သေးဘူးလို့သုံးသပ်ဝေဖန်တာတွေလည်းကျွန်တော်ကြားသိနေရတယ်ပေါ့လေ။ဘာပြောစိန်လုံးချောကတော့ဒီပြောထားတဲ့စကားကပွဲနီးမှပွဲထိုးဖို့တည်ရတာဆိုတော့ဆိုတော့တော့နည်းလေးစိတ်ပူမိတယ်။ပွဲနီးမှပွဲထိုးဖို့တည်ရတာဖြစ်တဲ့အတွက်သူဟာသူနဲ့ထိုးရပြန်ပဲကြောင်းကိုဘယ်တော့ထိလေ့လာထားပြီလဲသိရှိထားပြီလဲဒါတွေကိုတော့တွေးပူမိပါတယ်ခင်ဗျ။ဘာပြောအကောင်းဆုံးပုံစံတစ်ခုကိုထုတ်ဖို့ပြသနိုင်ပါစေ။ ဝမ်ရဲ့ပထမဆုံးတာထွက်မှာအပွင့်လှလှဖြစ်ပါစေလို့တော့ဆုတောင်းပေးပါရစေ။တစ်ဖက်ကယူဆက်ဆန်ကလည်းပွဲထိုးတာမှာအရန်ကောင်းတဲ့ဖိုင်တာတယောက်ဖြစ်တော့ရှုံးခဲ့မယ်ဆိုရင်ဇင်လုံးကျော်တို့ကစကုနေသားလေးကိုရှုံးရတဲ့ဖိုင်တာလို့ဒါကို့အတွက်နာမည်ဆိုးတစ်ခုပုံရင်းဆိုးတစ်ခုဖြစ်သွားမှာဗျာ။အဲ့လိုဖြစ်ရလေအောင်ဇင်လုံးကျော်အကောင်းဆုံးလုပ်ပြနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးပါရစေခင်ဗျာ။ပွဲချိန်နီးမှလေ့ကျင့်ရပေမဲ့အကောင်းဆုံးပုံစံကိုပြပြီးပွဲထဲမှာ မြန်မာဖိုက်တာတယောက်အနေနဲ့လိုအပ်နေတဲ့နိုင်ပွဲပြီးတော့ကျွန်တော်တို့မှဖိုက်တာတွေအခုဆိုရင်ဗျာနိုင်ပွဲရရှိမှုအလန်းဝေးနေတယ်အလန်းဝေးနေတော့နိုင်စေချင်းတယ်အခု66ကီလိုကနေ62ကီလိုဝင်အောင်လဲလုံနိုင်ခဲ့တယ်လေ့ကျင့်တာလဲသေချာလေ့ကျင့်ထားပြီးထိုင်းနိုင်ငံကိုလည်းရောက်ရှိနေပြီ1ရက်တာထွက်မှာတန့်စင်တို့ဆိုလင်းဦးတို့အလားပါဆုံးလုပ်ပြတယ်လို့စိန်လုံးချောလုပ်ပြနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါရခင်ဗျာတ िश ူအားပေးတဲ့အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ